ကျောင်းသားမင်္ဂလာကျွန်တော် knowledge channel အစီအစဉ်ပုံမှန်စနေရွှေကမင်းဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းနဲ့ပတ်သက်လေးရပါတော့ကျွန်တော်ဂျေကနေပေါ့နော်ဂျေကနေဒံွေထုတ်ပြီးတော့အဲမီဘိုနော်ပုံကြတတ်တာမီဘိုလောက်တဲ့မီဘိုကြာခဲ့တဲ့တောင်မျိုးကတောင်မျိုးကတီယူကျောင်းဆရာလေးနော်ဆရာအောင်စွန်နိုင်ရဲ့နေလေးဖြစ်ပါတယ်နော်ဆိုတော့ဂျေမှာကကျွန်တော်တို့ H2O ပေါ့ပေါ့နော်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ပါဝင်တဲ့အဲဒီအနေမှာတစ်စိမ့်ကျော်လို့ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ကိုခွဲထုတ်ပြီးဟိုက်ဒရိုဂျင် တံငွေကိုယူပြီးတော့အဲဒီဒီ test ပြဖို့အနေနဲ့ကြောင်းကြောင်းနေလို့ဆိုတော့အခုဒီနေ့လို့ဒီနေ့လို့ကျွန်တော်တို့တိတိလေးရအောင်နော်။အဲဒီကျွန်တော်တို့ plastic ဘုံတစ်ပုံလို့ရအောင် plastic ဘုံကိုမှကျွန်တော်တို့မကင်းနဲ့ကလို့ဇာအဇာပြီးတော့ပေါက်ဖောက်လိုက်မယ်နော်။ပေါက်လို့ပေါက် ဟုတ်ဒီတော့ထောက်လိုက်မယ်ခုလိုပြီးရင်ပိုက်တွေကိုခုလိုပုံစံတိုင်းနဲ့ဆက်လိုက်မယ်နော်ပေါ့ဒီမှာပေါ့ဒီမှာဆုလိုက်မယ်နော်ပိုက်တွေကိုပြင်းရော plastic ဘူးဖုံးကို ထက်ပြီးတော့နော်ဘူးဖုံးကိုထက်ပြီးပေါ်နေပက်လိုက်မယ်နော်ပေါ်နေကပြီးဒါဒါတော့ကွန်ပျူတာကနေတို့ဖတ်တယ်ပေါ့နော်ကွန်ပျူတာ ခုမြဟာတေကိုခေါ်ရကျိုးနဲ့သူ့လိုနော်ချိတ်လိုက်ပြီနော်ဟာတေကိုခေါ်ရကျိုးနဲ့ချိတ်ပြီးကျွန်တော်ခေတ်တုတ်ပေးလိုက်မယ်နော် ုပေးလိုက်မယ်တင်ကျွန်တော်ပလတ်စတစ်ခုဖုံးနေအခုလိုမျိုးဒါမျိုးချက်ပေးလိုက်မယ်နော်ကျွန်တော်တို့ဒီဟာဒီကိုပတ်စတဲ့ပုံနဲ့ထိုင်လိုက်မယ်နော် ပြင်ကျွန်တော်တို့ရှည်ထည့်မယ်ပြီးရင်စားထည့်မယ်နော်စားကို50 kg တော့ထည့်လိုက်မယ်နော်ဒေလွန်တို့ဒေလွန်လို့နော်ပြေစာလုပ်ပေးဖို့လုပ်တယ်ပြီးရင်ရှည်ထည့်လိုက်မယ်နော် ပြင်လေလုံအောင်လို့ဖုံးဝင်ကျွန်တော်တို့တိစားဟုတ်ပြီလားမနော်လေလုံအောင်လို့ဒီခုနကဘာရချူနှစ်ဆောက်ကျွန်တော်တို့မဆွေကျွန်တော်တို့ဂျင်းနဲ့စားနဲ့နော်ခုနကဟတ်တင်နဲ့တပြုတ်ပြီးတော့မြုံမြှောက်လိုက်နော်ဆိုတော့ဒါလေးဒါလေးကတော့ကျွန်တော်ပေါ့နော်တက်ခဲနဲ့ သုံးလို့ရတဲ့ hair dryer လေးပေါ့နော် hair dryer လေးနဲ့ ဟေးနော်အဲ့ဒါကိုခြေစမ်းမှာထည့်ပြီးမှုတ်ပေးလိုက်မယ်နော်ဆိုရင်အဲ့ဒီခါကျရင်ကျွန်တော်တို့ဝက်ပြူပြီးအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကဖွဲ့သွားပြီးတော့ကျွန်တော်တို့ခြေစမ်းနဲ့ဟိုက်ဒရိုဂျင်တွေပဲဟိုက်ဒရိုဂျင်တွေထွက်လာလိမ့်မယ်နော်အဲ့ဒီအဲ့ဒီထွက်လာတဲ့ ထွက်လာဟိုက်ဒရိုဂျင်ကအဲမီလောင်ချင်းကိုမီလောင်ချင်းအပေးတဲ့အပေးရနော်အဲအကြောင်းလို့ကျွန်တော်တို့ကျွန်တော်ခင်ချက်ကက်စနေနဲ့တုံးလို့ရရနော်ဒီမင်းတွေပါချက်လို့ရပါပြီနော်ဟိုက်ဒရိုဂျင်ကျုပ်တွေပါကြီးကြိုလို့ရရင်နော် ရောက်မှိုင်းเนาะဒါတော့ခြေသေးကနေကျွန်တော်တို့ခြေမှာပါဝင်တဲ့ H2O ကနေ H2 ဖြစ်တဲ့ hydrogen ကိုပဲထုတ်ပြီးကျွန်တော်တို့နှင်းချက်တဲ့ gas မျိုးကိုလုပ်တဲ့နည်းလေးဖြစ်ပါတော့เนาะအခုခြေရတက်တက်တက်နဲ့ဆိုတော့အဆုံးကြည့်တဲ့အတွက်လည်းအောင်ကျွတ်ကြည့်တယ်မှာလည်းဆက်ပြီးနေကြတယ်ဆက်ပြီးနေစနေကြောင်းမူဒီနေစနေကြောင်းရတဲ့ကနေစနေကြောင်းရပြီးဒီစနေကြောင်းပုံစံစပီးတော့ဖြစ်လို့ကျွန်တော်ယူစနေလို့ဆက်ဆောင်လို့ဒီဆက်လို့တာပြီးကြောင်းနော်ဒီတူတူမှာလည်း